မင်္ဂလာပါရှင်2025ခုနှစ်မေလ22ရက်နေ့ရဲ့ညနေခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မုံမိုပါရှင်။မင်းအောင်လိုင်းပေးအပ်တဲ့ဝနာကြော်ထင်ပွဲရာအငိမ့်စာဘုံမူချုပ်ချုံထုံးအောင်ပြစ်ခတ်ရှင်လင်းခံလိုက်ရပါတယ်။ကားမန်ချခိုင်းတာကြောင့်အချင်းချင်းရံဖြစ်ကပြူစောတိကောင်းဆောင်ဇော်ယူထုံအဖမ်းခံရပြီးတဲ့နောက်မှာမိထီလာပြည်သူစစ်တွေနှုတ်ထွက်ကုန်ကြပါပြီ။ နေဆက်စခန်းများတင်ပြီးတဲ့နောက်မှာထိုင်းနဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကြဆက်ဆံရေးကောင်းမွန်လာတယ်လို့သိရပါတယ်ရှင်။ငလီနဲ့ပြည်ရင်းစစ်တောင်ကလေးများတည်ဆုံနေရကြောင်း Miss War အလာမေကနိုင်ငံပေါင်း108နိုင်ငံပါဝင်တဲ့ Miss War ပြိုင်ပွဲမှာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဒီသတင်းနဲ့တူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆောင်သတင်းတပုတ်အနေနဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှစတင်ကြားနေတဲ့ မင်းအောင်လိုင်ကပေးအပ်တဲ့ဝနာကြော်ထင်ဘွဲရအငိမ့်စားပုံမှုချုပ်ချိုထွန်းအောင်ကိုပြစ်ခတ်ရှင်းလင်းလိုက်ကြောင်း Golden Valley Warrior မှတာဝန်ရှိသူတို့ကအတည်ပြုပြောဆိုပါတယ်ဒီကနေ့မနက်9:20အချိန်မှာရန်ကုန်တိုင်းမရန်ကုန်မြို့နယ်ငါရက်ကွန်းမှာရှိတဲ့နေအိမ်မှာအငိမ့်စားပုံမှုချုပ်ချိုထွန်းအောင်ကိုပြစ်ခတ်ရှင်းလင်းခဲ့တာပါပုံမှုချုပ်ချိုထွန်းအောင်ကသူ့ရဲ့မရန်ကုန်မြို့နယ်အိမ်ဝန်းလမ်းပေါ်ကနေအိမ်မှာပြစ်ခတ်ရှင်းလင်းခံလိုက်ရတာပါ GVW မြို့ပြရဲဘော်ရဲဘက်တွေအားလုံးလုံခြုံပေးခင်ပါတယ်။ပြည်မတ်ကိုအချိန်ယူစောက်ကြည့်အတီးပြုတဲ့လုပ်ငန်းစဉ်အပားဆိုရင် Team Machine တစ်ခုအတွက်အချိန်၄လလောက်ယူလိုက်ရပါတယ်။ကျွန်တော်တို့ရန်သူတောက်တိုင်းတွေကိုစနစ်တကျစည်ရင်ပြုစုပြီးထောက်လန်းနေတာလည်းရှိပါတယ်။တေချာပြောနိုင်တာကတော့အနံ့ပါ။လက်ရက်ကိုပစီကြီးတပန်းရင်ကိစ္စတွေတစ်ခုမှကျွန်တော်တို့မမေ့ဘူး။ တရားမျှတမှုကိုမရရတဲ့နည်းနဲ့ယူမယ်စောင့်နေပါဒါပဲပြောချင်းပါတယ်လို့ Golden Valley Warrior မြို့ပြပျောက်ကြားရဲဘော်တွေကပြောပါတယ်ဘိုးချုပ်ချိုထွန်းအောင်ကနိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှနိုင်ငံတော်လုံခြုံရေးနဲ့အကြံဖတ်မှုတိုက်ဖြတ်ရေးဘာသာရက်နဲ့နောက်ထပ်နိုင်ငံတကာဆက်ဆံရေးဘာသာရက်နှစ်ခုကိုတင်ကြားနေသူဖြစ်တယ်လို့လည်းသိရပါဗျ။ စစ်ရာရှိတွေအတွက်ဖွင့်လှစ်ထားတဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NDC ဟာစစ်တပ်ဗိုလ်မှူးကြီးအဆင့်ကစတင်တက်ရောက်ရတဲ့စစ်ရှောင်းကောင်စီအတွက်အရေးပါတဲ့အဆင့်မြင့်သင်တန်းကျောင်းတစ်ခုလည်းဖြစ်ပါတယ်။ဒီဗိုလ်ချုပ် NDC မှာစာတင်တယ်လို့ဖရဲတီတည်င်းစားရကလေးကကျွန်တော်တို့ဇက်တိုက်စုံစမ်းထောက်လန်းနေခဲ့တာအဲ့ဒီနောက်တိလာရတာတော်တော်များများရှိလာတယ်သူကမင်းအောင်လိုင်ရဲ့ဂုံတူးဆောင်တစ်စိတ်ရထားတာကို မိတ်ဆုံစားပွဲတွေနဲ့အပတ်စဉ်ခေါင်းရိုက်ကွင်းစကားဝိုင်းတွေမှာအမြဲဂုံယူဝင့်ကြွားစွာ ပြောဆိုလေးရှိတယ်။ပြည်သူစစ်မှုထမ်းဆင့်ခေါ်တဲ့ကိစ္စတွေမှာတိုက်ရိုက်ကင်တွယ်တာမျိုးပါဝင်တာမျိုးမတွေ့ရပေမဲ့စစ်မှုထမ်းဟောင်းတွေအဖွဲ့တွေနဲ့သူအပါဝင်အငိမ့်စားစစ်တပ်မှုတွေစုပြီးတော့အကြံပေးနေတာရှိတယ်။တချို့တည်င်းအချက်လက်တွေကတည်င်းပေးရဲ့လုံခြုံရေးရကျွန်တော်တို့မထုတ်ပြန်နိုင်တာလည်းရှိပါတယ်။စားကားဆရဲ့ထောက်တိုင်တွေလုံခြုံရေးအပြည့်နဲ့နေရသူတွေတောင် ကျွန်တော်တို့လက်ကပြေးမလို့ဘူးကြံတဲ့အစကစားထောက်တိုင်းတွေလည်းအမဲလိုက်ခံရရင်ခံနိုင်ရရှိဖို့ပြင်ဆင်ထားကြပါလို့ပြောကျင်တယ်လို့ Golden Valley Warrior မြို့ပြပြောက်ကြရေပေါ်ကပြောပါတယ်ဘုံမှုချုပ်ချုံထောင်းဟာစစ်တပ်မှဘုံမှုချုပ်ဘိုချုပ်ယာဒူးနဲ့အငိမ့်စာယူခဲ့ပြီးရဲ့နောက်မှာလက်ရှိ အကြမ်းဖက်စစ်တပ်ရဲ့နေ့စဉ်လူမဆန်မှုများစွာစစ်တပ်ဘက်မှတင်ကြားပို့ချသူတွေဖြစ်တဲ့အတွက်သူတို့ကိုစစ်ရေးပြစ်မှတ်အဖြစ်တုတ်တင်ခဲ့တာလို့သိရပါရဲ့ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အကျင့်ပြတ်မှုတွေကိုဝေဖန်ရေးသားမှုနဲ့မိထီလာမျိုးနဲ့ပြူစောတိကောင်းဆောင်စော်ယူထွန်းကိုစစ်ကောင်စီကဖမ်းဆီးပြတဲ့နောက်မှာစစ်တပ်ထောက်ခံသူတွေအကြအမြင်ကွဲလွဲခဲ့တယ်လို့မိထီလာပြည်သူစစ်တွေနှုတ်ထွက်လာကြကြောင်းလည်းသိရပါတယ်စော်ယူထုံကိုပုံမှန်905ကနဲ့ဖန်းစီအေးယူခဲ့ခြင်းဖြစ်ကြောင်းမိထီလာ မြို့ဌာနေပြည်သူစစ်အဖွဲ့မှ 18ဦးနှုတ်ထွက်ကြောင်းအသိပေးတယ်လို့မနေ့ကမိတ်ချီလာပြူစောတီအဖွဲ့ဝင်တဦးကလူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။အခုရက်ပိုင်းမှာမလိုင်မြို့နယ်စစ်ကောင်စီရဲ့အုတ်ချုပ်ရည်အဖွဲ့ဝင်ဘုံမူဝေဖြိုးကိုဇော်ယုထွန်းကကားမှန်ချခိုင်းမှုကြောင့်အချင်းများတဲ့ရုပ်တံဖိုင်ပြန်နှံခဲ့ပြီးတဲ့နောက်မှာလူမှုကွန်ရက်အစာမျက်နှာမှာမိတ်ချီလာမြို့နယ်အတွင်းစစ်မှုထမ်းအတွက်လူစားထိုးငွေကြေးကောင်းနေမှု လူစားထိုးရန်ငွေကြက်သိန်း၁၀ချီပေးနေရမှုနဲ့ ်ပေါ်တာဆွဲဖမ်းဆီးနေမှုကြောင့်လူငယ်များအပြင်မထွက်ရဲကြတော့ကြောင်းရေးသားခဲ့လို့နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးပြက်ပြားစီရန်လှုပ်ဆော်ခြင်းဝါရဖြန့်ခြင်းများလှုပ်ဆောင်ခဲ့တယ်လို့ဆိုက မေလ15ရက်နေ့မှာဇော်ယူထွန်းကိုဖမ်းဆီးခဲ့တာပါဇော်ယူထွန်းအဖမ်းခံရမှုက လူမှုကွန်ရက်မှာရေးသားခဲ့မှုထက်ဗိုလ်မှူးစော်ဝေဖြိုးရဲ့လက်ချက်ဖြစ်နိုင်တယ်လို့စစ်အုပ်စုထောက်ခံသူတွေကြားပြောဆိုနေပြီးမကြေမနပ်မှုတွေလည်းဖြစ်ပေါ်နေပါရဲ့ရှင်ဆက်လက်ပြီး ထိုင်းဂရီနီနေကြာစီမင်းပေါ်မှာစခန်းတွေကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNN နဲ့ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KMDU နဲ့ပူးပေါင်းအဖွဲ့တွေကတိမ့်ပိုက်လာနိုင်တာနဲ့အမျှတော်လရင်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ထိုင်းနိုင်ငံအကြားဆက်ဆံရေးကောင်းမွန်လာတယ်လို့ကရင်ပူးပေါင်းတပ်ဖွဲ့တွေထံကနေသိရပါတယ်။တမဟာခွန်ထိုင်းကရင်နေကြာစီမင်းပေါ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်း၈ခုကို 2024ဒီဇင်ဘာလ16ရက်နေ့မှ2025မေလ19ရက်နေ့အထိ9လအတွင်းမှာတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။အဲဒီစခန်းတွေကို သိမ်းပိုင်နိုင်ခြင်းကြောင့်ထိုင်းနိုင်ငံနဲ့လည်းဆက်ဆံရေးကောင်းမွန်လာတယ်လို့ကရင်ပူပေါင်းတပ်ဖွဲ့ဝင်တို့ကပြောပါတယ်။သူကအခုဒီနယ်စပ်မှာရှိတဲ့စခန်းတွေကိုသိမ်းတော့ထိုင်းကပို့ပြီးလေးစားလာတယ်ပေါ့။ထိုင်းနဲ့ပို့ပြီးတော့ဆက်ဆံရေးပိုကောင်းလာတာပေါ့။ ဒီနေစာကိစ္စနဲ့ပတ်သက်ပြီးတော့ထိုင်းနဲ့ပိုပြီးထိတွေ့ဆက်ဆံမှုကောင်းတဲ့အတွက်ထိုင်းကစာကစအစိုးရနဲ့တိတ်မပြောတော့ဘူးနေစာကိစ္စတွေကိုဘောလို့သူက ပြောပါတယ်။ဒါအပြင်တမဟာခွန်ထိုင်းကရင်နေစာမှာစစ်ကောင်စီစခန်းနှစ်ခုသာကြံတယ်လို့တမဟာ6မှာရှိတဲ့နေစီမြင်းပေါ်မှာလည်းစစ်ကောင်စီစခန်းနှစ်ခုသာကြံတော့တယ်လို့အဲ့ဒီကရင်ပူပေါင်းတပ်ဖွဲ့ဝင်ကပြောပါတယ်။ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မော်ဖိုခီ မော်ဖိုကေစခန်းအပြင် မော်ဖားသူတာလဲတခေါ်ပြီးခွီပူလူတူ ခလဲတွေမော်ကွေးလူနဲ့လေးဝစတဲ့စစ်ကောင်စီခြေကုပ်စကန်ရှိခုကိုကရင်အမျိုးသားလွမြောက်ရေးတမရော KNN နဲ့တမဟာခွန်စစ်စင်ရေးကုကဲမှုလက်အောက်မှာရှိတဲ့တည်ရင်၂၂တည်ရင်မှုဥဆောင်တင်ပိုက်ခဲ့ခြင်းဖြစ်ပါတယ်။လက်ရှိအချိန်မှာပူပေါင်းတပ်ဖွဲ့ဝင်ဘက်မှစစ်ကောင်စီတပ်တွေကိုကြုံတို့ကော့ကရိတ်အပြင်တိုင်းစိတ်ကြီးသွားမဲ့လမ်းကိုအပိုင်းပိုင်းဖြတ်တောက်ထားကြ အောင်ပွဲနှီးလာပြီလို့ပူပေါင်းတပ်ဖွဲ့တွေကဆက်ပြောပါတယ်။မနေ့ကမေလ22ရက်နေ့မှာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တောင်ရင်မြစ်အခြေဆိုင်စစ်ကောင်စီစခန်း၈ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့တပ်မှုတပ်သားတွေကိုဖအံခရိုင်တမဟာခုံမှာရှိတဲ့တောင်ဝင်ရှိခေါင်းဆောင်တွေနဲ့ပခိုနဲ့ဖအံခရိုင်ကရင်အမျိုးသမီးအစီအယုံ KWO ဒေသခံရွာသူရွာသားတွေကစခန်းသိမ်းတိုက်ပွဲများအားတိုက်ပွဲဝင်ခဲ့ကြတဲ့ တပ်ဖို့တပ်မှုများနဲ့ရဲဘော်ရဲဘက်တွေကိုဂုံပြူကြီးအစီအစဉ်ကိုပြုလုပ်ခဲ့ပါရရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အိန္ဒိယနိုင်ငံမှာကျင်းပနေတဲ့ Miss World ပြိုင်ပွဲမှာမြန်မာကိုစားပြုအလှမယ်ခီစာခင်ကငလင်နဲ့ပြည်ရင်းစစ်အတွင်းစာတင်ကြောင်းများမှာကလေးများတည်ဆုံနေရကြောင်းထုတ်ပေါ်ပြောကြားခဲ့ပါရယ်။မနေ့ကမေလ22ရက်နေ့မှာအိန္ဒိယနိုင်ငံဟိုဒရာဘာမြို့မှာကျင်းပခဲ့တဲ့ Miss World ရဲ့ Head to Head Challenge တင်ဆက်မှုမှာမြန်မာအလှမယ်ခီစာခင်က တို့ကြောင့်ကပြားဖြစ်တဲ့ပန်းကလေးများပွင့်တော်မီဖူးတံဝင်လို့ချီနေကြီးမှာရွှေရီလောင်းငါတို့စာတင်ကြောင်းကပြားကိုရွတ်ဆိုထုတ်ဖော်ပြောကြားခဲ့တာပါဒီကပြားကို ခလေးတွေအားလုံးအတွက်ရှင်သေးကနှက်ဆိုင်စွာကျမရွတ်လိုက်တာပါငလီနဲ့ပြည်ရင်းစစ်မှာတည်ဆုံးခဲ့ရတဲ့ခလေးတွေပါသူတို့ကျောင်းဝတ်စုံလေးတွေသူတို့စာအုပ်လေးတွေလွယ်အိတ်လေးတွေသွေးတွေလူပြီးသူတို့တည်ဆုံးရလိမ့်မယ်ဆိုတာကိုသူတို့တည်တောင်တည်သွားကြပါမလား ဒီအတွက်ကျမတကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်။သူတို့လေတွေကောင်းရမွန်ရယောက်ကြပါစေလို့ဆုတောင်းပေးလိုက်တယ်လို့ခီစာခင်ကပြောပါတယ်။ပြခဲ့တဲ့မေလာ12ရက်နေ့မှာစစ်ကောင်စီရဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်စကိုင်းတိုင်းတပည့်ရင်းမြို့နယ်အိုးရိန်တွင်းကစာတင်ကျောင်းမှာစာတင်ကြားနေတဲ့ကလေး22ဦးနဲ့ဆရာဆရာမ2ဦးထိခိုက်သေးဆုံးကတရကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တာပါအလားတူပဲမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်းမန္တလေးတိုင်းကြောက်စဲမြို့နယ်မှာ ပုဂ္ဂလိကမူဂျိုကျောင်းတစ်ခုမှာခလေးငယ်12ဦးနဲ့ဆရာမတဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါသေးတယ်။ဒီဖြစ်စဉ်တွေမှာကြောင်တက်နေစေခလေးငယ်များအစုလိုက်အပြုံလိုက်တည်ဆုံမှုဖြစ်ခဲ့ပြီးအလားမဲခီစာခင်ရဲ့ပြောဆိုချက်ကိုထင်ဟပ်စေပါတယ်။ဒါ့အပြင်မြန်မာလူထုအနေနဲ့လူသားချင်းစာနာထောက်ထားမှု အကူအညီများစွာလိုအပ်နေစေဖြစ်ကြောင်းလည်းခီစာခင်ကပြောဆိုခဲ့ပါတယ်။အသက်18နှစ်အရွယ်ရှိတဲ့ခီစာခင်က 82ကြိမ်မြောက် Miss World ပြိုင်ပွဲကိုမြန်မာကိုစားပြုအလားမယ်အဖြစ်ရွေးချယ်ခံရသူလည်းဖြစ်ပါတယ်82ကြိမ်မြောက် Miss World အလားမယ်ပြိုင်ပွဲကို မေလ9ရက်နေ့ကနေ31ရက်နေ့အထိအိန္ဒိယနိုင်ငံဟိုဒရာဘာမြို့မှာကျင်းပနေပြီးနိုင်ငံပေါင်း108နိုင်ငံမှအလားမယ်တွေလည်းပါဝင်ပါတယ်ရှင်ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါတည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်